စမ်းကြောင်းမြို့နယ်တကုန်းစန္ဒာတက်အတွင်းမှာရှိတဲ့ fancy ဆိုင်တစ်ဆိုင်ကဆိုင်ဝင်တဲ့အမျိုးသမီးတဦးကိုကကြီးနဲ့ထိုးခဲ့တဲ့အမှုကစွပ်စွဲခံထားရသူနေတွေကိုဇွန်လ23ရက်နေ့ကစမ်းကြောင်းမြို့နယ်တရားရုံးမှာရှုံးထုတ်ခဲ့ပါတယ်။ဒီရုံးချိန်မှာအခင်းဖြစ်ခဲ့ချိန်ကကကြီးနဲ့အထိုးခံခဲ့ရတဲ့မိန်းကလေးကိုတရားလိုပြတတ်သိအဖြစ်စစ်ဆေးခဲ့ပါတယ်။စစ်စေးတဲ့အခါမှာမင်းကလေးကအခင်းဖြစ်ပွားခဲ့တဲ့ဧပြီလ6ရက်နေ့နနက်9:00နာရီဝန်းကျင်ကအရင်ကသမီးရေးစားဖြစ်ခဲ့ပြီးလွန်ခဲ့တဲ့6-9ရက်ခန့်ကအဆက်အသွယ်ဖြစ်ခဲ့သူ စွပ်စွဲခံထားရတဲ့နေတွေးရောက်ရှိလာခဲ့ပြီးဆိုင်ခင်းနေတဲ့မိမိကိုပါဇက်နှာခေါင်းတို့ကိုလက်နဲ့ပိတ်ခဲ့ပြီးမူးမေ့သွားချိန်မှာအပေါ်ကနေခွာစည်းပြီးကကြင်းနဲ့ထိုးခဲ့တာဖြစ်တယ်လို့ထွက်ဆိုသွားခဲ့ပါတယ်ဒီလိုထွက်ဆိုပြီးတဲ့နောက်ဆွဆွင်းခံရသူနေတွေးရဲ့အရှင်တွေကအပြန်အလှန်မေးခွန်းအဖြစ်အခင်းဖြစ်ပွားချိန်တွေကနေတွေးမှာသူမအလုံးလောက်ရတကုံစန္ဒအတွင်းမှာရှိတဲ့ဆိုင်ကိုရောက်ရှိလာကအဆက်အသွယ်မဖြတ်ပါနဲ့လို့ဒူးထောက်တောင်းမှန်ခဲ့ပါသလားလို့ပြန်လည်မေးမြန်းမှုကိုအဆိုပါမင်းကလေးကဟုတ်ပါတယ်လို့ဖြေကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့စမ်းချောင်းမြို့နယ်တရားသူကြီးကရုံးချင်းကိုဇွန်လ20ရက်နေ့ကိုပြန်လည်ချိန်ဆခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလ6ရက်နေ့နနက်9:00နာရီဝန်းကျင်ကစမ်းချောင်းမြို့နယ်မြင်းနီကုန်းတကုံစင်တာတစ်အတွင်ဖွင့်လှစ်ထားတဲ့ Fancy Site တဆိုင်မှာလုတ်ကင်တဲ့ဝန်ထမ်းမင်းကလေးကိုသူ့ရဲ့ရီစားဟောင်းဖြစ်သူရောက်ရှိလာခဲ့ပြီးတဲ့နောက်အဆက်အသွယ်ဖျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများရာကနေကကြီးနဲ့ထိုးခဲ့တာဖြစ်တယ်လို့ရဲမှတ်တမ်းတွေအရသိရပါတယ်။ လက်ရှိမှာစွပ်စွဲခံထားရသူနေတွေကိုစမ်းကြောင်းမြို့နယ်တရားရုံးမှာပြစ်မှုပုံမှန်300ခေါ်326တို့နဲ့တရားစွဲဆိုစစ်ဆေးနေတာဖြစ်ပါတယ်။